အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်ဒီချန်နယ်ကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာတာတီရေးသားထားတဲ့ကန်တော်ကိုဝေမားဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတတိတင်တိုင်းမှာသိနိုင်လို့ notification bell လေးနှိပ်ပေးပါအောင်နော်ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ဆရာကြီးဦးမင်းအောင်ရဲ့ကိုဝေတိုက်ပွဲတွေကဆက်နေရဗျတာတီအောင်ရွာပြန်မြောက်တာအတော်ကြာနေပြီဆရာကြီးစီရောက်တော့မှာပဲ လောကကြီးမှာမှော့ပညာဆိုတာတကယ်ရှိမှန်းသိလာတာဗျပြီးတော့အလင်းမှော့ပညာတွေနဲ့အမှောက်မှော့ပညာတွေအကြောင်းလည်းသိလာတာလူတွေပြောပြနေရဲ့အထက်လန်းနဲ့အောက်လန်းဆိုတာကိုတွေ့ကြုံမှာပဲတာတီယုံတော့တာဗျတာတီယုံမြင်မှုတဲ့အထက်လန်းစီဟာဆိုတာတက်တက်လူလေးစားသီလာလေးစောက်တယ်ဗတိကြီးတကုတ်တချောင်းချောင်းစိတ်နေတဲ့သူတွေကိုဗျသူတို့တွေကစုံပြူစားတာတို့ပယောဂကတ်တာတို့မေတ္တာစကားလေးပြောဆိုပြီးပညာဆုံကရေတခွန်းလောက်တိုက်ပြီးသစ္စာဆိုခိုင်းကြတာ ဆရာကြီးဦးမင်းအောင်တို့ကဝေရီတည်နားဆွင့်နေပြီးတော့တိတိကျကျကြားပြီးဆိုရင်မိမိရရလိုက်ပြီးသူသေးကိုသေးတိုက်ကြခိုက်ကြလက်ဆအပီတုံးပြကြတဲ့တကယ်အလင်းမော်ပညာရှင်ကြီးမျိုးတာတေခုမှပဲကြုံမှုတာဒီတော့မှလည်းအမှောင်တိုက်အမိုက်တိုက်တဲမှာအသက်ရာနေချီပြီးရှေ့ကြတဲ့အောင်လဲမော်ပညာတဲ့ကြီးတွေကိုတာတေတို့တွေ့ဘူးကြုံမှုကြတာခုမှပဲဒီလူလောကကြီးရဲ့မှာအင်မတန်ကြောက်စရာကောင်းတဲ့ အောင်လန်းမော်ပညာဆိုတာတကယ်ရှိနေပါလားလို့တာတေသိလာတာဗျအခုလဲကြည့်လေကျောက်ရဲ့ဆရာနုဖရဲ့ဆရာကြီးရဲ့ဗဟန်းကခြံဝင်းကြီးတွေကကန်းကော်ပေကြီးနှက်ပေးအောင်ကအုတ်ထိုင်ကုန်လေးမှာထိုင်နေကြတာဗျလေးလေးတဖြူးဖြူးနဲ့ဆရာတပည့်နှစ်ယောက်စကားပြောနေကြတာဆရာနုဖစေးကျိတ်တောင်မှာဂူအောင်ကွေကြီးကိုနှိမ်နှင်းတော့ကြားရင်တကောင်လိုဖန်ဆင်းလိုက်တာဘလို့ပညာမျိုးလဲဆရာအဲ့ဒါမော်ပညာတွေရဲ့ရုပ်ပြောင်းရုပ်လွဲအတန်းလို့ခေါ်ရတာတည်းရ ဆီယာနိုဘာအဲ့ဒီပညာတွေတက်ထားတာကြားပြီလားဗျ။အင်းမင်းတို့ရွာမရောက်ခင်ကတည်းကတက်ပြီးသားပါ။ဒါဆိုရင်တစ်ဆုံးပင်လိုက်တော့ကဆီယာနိုဘာမဖဲဝါအောင်တာတာလေးနိုင်တာပေါ့ဟုတ်လား။နိုင်ပါတယ်မောင်တာလေး။ဒါဆိုရင်ဆီယာနိုဘာအဲ့ဒီတော့ကဘာလို့ထွက်ပြေးရတော့။မောင်တာလေးကလည်းအထန်လန်းမော့ပညာရှင်ဆိုတာကိုနိုင်နာအနာမီယူရအောင်။တစ်ဆုံးပင်ဆိုတာမဖဲဝါတို့ပိုင်ထဲမှာပေါက်တာလေ။ကျုပ်ကအဲ့ဒီတစ်ဆုံးပင်ကိုဝေလူယူတာမဟုတ်လား။ ရအောင်ယူပြီးလွတ်အောင်ပြေးရတာပေါ့မောင်တာတည်းရဲ့အဲဒီလိုမဟုတ်ပဲတုတ်တက်ထားတဲ့ပညာတွေနဲ့မဖဲဝအောင်ဒုက္ခပေးလိုက်ရင်ကျုပ်ကလက်နက်အောက်ကိုနဲ့မတရားအနိုင်ကျင့်တဲ့ညဖြစ်သွားမှာပေါ့။ဩဒီလိုလား။ကျုပ်ကဒီရောမှနားလေတာဗျ။ပြောရရင်တော့ကျုံမသိတာခက်များများရဲ့။ကျုံနဲ့ဆရာနှုန်းဖစကားပြောနေုံမှခြံတကားတွေတွန်းဖွင့်ပြီးဆရာကြီးဝင်လာတယ်ဗျ။ဟာဆရာကြီးရောက်ပြန်လာမှအိုး။အေးကွာနှုန်းဖရ။နေသိမ့်မဘူးခင်စောစောပြန်ခဲ့ရတာ။ ။ဆရာကြီးအပြင့်သွားတာကျွန်တော်ဖြင့်တိတော်မသိလိုက်အောင်မောင်အေးပြောမှသိအား။အေးဟုတ်တယ်။မင်းနဲ့မောင်တာဒီတို့အိတ်ကောင်းနေရနဲ့ကြုံမပြောတော့တာ။ဒီလိုကွနုံဖားရဲ့ဘာကရတိုက်ကဆရာတော်ကကျုပ်ကိုခေါ်ခိုင်းလို့လိုက်သွားတာ။ဩဟုတ်လားဆရာ။အေးကွဘာကရတော့ရလေ။စမ်းချောင်းကကြောင်းတိုက်ကြီးပေါ့။အဲ့ဒီရောက်တော့အညာဖုန်းကြီးတစ်ပါးရောက်နေတာတွေ့တယ်။အဲ့ဒီဖုန်းကြီးရဲ့ဘွဲကဥညာနာလေကွ။သူတို့မြို့မှာရေကန်ကြီးတကန်ရှိရဲ့အဲ့ဒီကန်ကြီးကိုကန်တော်လို့ခေါ်ရဲဆိုပဲအဲ့ဒီဘုံကြီးရဲ့ကျောင်းက ကန်တော်ဘက်မှာရှိရတဲ့သူတို့เจ้าတို့ရောမြို့သူမြို့သားတွေကကန်တော်เจ้าလို့ခေါ်ကြတယ်သူ့เจ้าကြီးကเจ้าဝင်းရလည်းအကျဲကြီးဆိုပဲเจ้าဝင်းထဲမှာတည့်ရမယံမလကဩဇာအိုးစုံးနေရပဲအခုနောက်ပိုင်းတော့မြို့ရင်းရလူတွေကကန်တော်ဘက်ကိုရောဟုံးကြီးရဲ့ကန်တော်เจ้าဘက်ကိုရောအတော်လာတိတ်မလောက်ကြတော့ဦးတဲ့ဟွန်းဘာဖြစ်လို့လဲဆရာအေးဒီလိုกว่าနူဖားရဲ့အဲ့ဒီကန်တော်ထဲမှာကန်တော်ကိုဝီမဆိုတာရောက်လာတယ်ဆိုပဲညာကန်တော်ကိုဝီမဟုတ်လားဆရာ အေးဟုတ်တယ်နော်ဗျဒီကန်တော်ကဝေမရောက်လာတာတိတ်မကြသေးဘူးတခါတလေဆိုရင်အဲ့ဒီကဝေမရေပေါ်မှာလမ်းလျှောက်နေရတဲ့လူတတော်များများကိုမြင်ဘူးတာဆိုပဲအခုကြွလာတဲ့ဖုန်ကြီးဦးညာနာဆိုတာမကြမကြမြင်ရတယ်ဆိုပဲတခါတလေကြတော့ဝင်းမလွေလိုလိုခွေရလိုလိုအကောင်ကြီးတကောင်ကန်ထဲကိုခုံချတော့တာတွေ့ရသူကတွေ့ရတဲ့တခါတလေကြောင်းော်လေချောချောလာလာမိကလေးတယောက်ပုံစံနဲ့ကဝေမမြွေရဲလျှောက်သွားနေရဲဆိုပဲလွန်ခဲ့တဲ့တပတ်လောက်ကတော့ညတကောင်လောက်ကြီးမှာ ဇပင်ဖားလျားကြီးချပြီးထမိန်ပေါင်လေလောက်နဲ့မြို့ထဲမှာပြေးသွားတာတွေ့တယ်တဲ့တချို့လူတွေကတော့လိုက်ကြည့်ကြတယ်ဆိုပဲအဲ့ဒီဇပင်ဖားလျားကြီးကကန်ထဲကိုခုန်ချသွားတာတွေ့လိုက်တယ်တဲ့လိုက်ကြည့်ရတဲ့သူတွေကအရေးချေစောင့်ကြည့်နေုံမှာကန်လေမှာဝုန်းနဲ့မိသွားပြီးတော့မိချောင်းကြီးတစ်ကောင်ပေါ်လာတယ်ကွလူတွေလည်းစုပြေးကြတာပေါ့အခုတော့အဲ့ဒီတဲ့င်းနေသူတို့တမျိုးလုံးပြန်နေပြီလူတွေဆိုတာကြီးလန့်စာစာဖြစ်နေကြတယ်ဆိုပဲမိမချောချောတွေ့လဲဒါကကန်တော်ကိုဝေမများလား ယူဆူဆူမိမာရီတွေ့လဲဒါကန်တော်ကိုဝေမမလားနောက်ဆုံးကိုကုံပြောမယ်ခွေးကြီးတကောင်တွေ့ရင်တော့ဒါကန်တော်ကိုဝေမလားလို့အထိတ်တဲ့အလန့်နဲ့ဖြစ်နေကြတာတဲ့အဲ့ဒီကန်တော်ဘက်ကလူတွေတော့ခြေဦးတော်မလဲကြတော့ဘူးဆိုပဲကန်တော်တဝိုင်းမှာတိတ်ဆိတ်ခြောက်ကပ်နေရတဲ့ဦးညာနာကြောင်းနဲ့လူတွေအဝင်ထွက်မရှိကြတော့ဘူးရဲ့တော်တော်ဆိုးပါလားစီယာအေးအဲ့ဒါငါစဉ်းစားနေရနိုးဖားရဲ့ဒီကဝေမကဘုရားရောက်လာတယ်ပြီးတော့ဒီမြို့မှာဘာလာလောက်တာလဲဆိုတာဟုတ်ပေါ့ ပညာအစင်းတော့တော်တော်မြင့်တဲ့ပုံပဲဆရာကြီးရဲ့ရေပေါ်တော့လမ်းလျှောက်နိုင်နေဆိုတော့မောက်တာတည်းရဲ့ကဝေးတော်တော်များများပညာပညာအမြင်စကန်းရောက်လာရင်ရေပေါ်မှာလျှောက်နိုင်ကြတယ်ကွဟုတ်လားဆရာကြီးကျုပ်စိတ်တင်ပြောရရင်တော့ဒီကဝေးမှဒီမျိုးမှကြာကြာနေရမှမထင်ဘူးကိစ္စတခုခုရှိလို့သာလာနေရဖြစ်မယ်အဲ့ဒီကိစ္စကဘာများဖြစ်နိုင်မလဲဆိုတာကြုံတွေးနေတာဆရာကြီးရောဆရာနို့ဘာပါငြိမ်သွားတယ်ဗျာ ဆရာကြီးကကျုံနဲ့ဆရာနိုဖားထိုင်နေတဲ့အုတ်ခုံလေးနဲ့မျက်နှာချင်းဆိုင်ရာအုတ်ခုံလေးမှာထိုင်နေရယ်တော်တော်လေးကြောင်ငိမ့်နေရဗျဟာကျုံတွေးမိပြီနိုဖားရဲ့ကျုံတွေးမိပြီဆရာနိုဖားရောကျုပ်ပါဆရာကြီးကိုငေးကြည့်နေကြတာနှစ်ယောက်စလုံးဆရာကြီးဘာများပြောလဲဆိုတာစောင့်နေရကျုံတွေးရတာမှန်လို့ကတော့ကန်တော်ကူရီမှာတက်တန်း300လောက်တော့အနည်းဆုံးပဲဟွန်းဟုတ်လားဆရာကြီးအဲ့ဒီကန်အောင်မှာကြောင်းမိကြောင်းရုံရှိနေမယ်ဒီကွေမှာသူ့အသက်ကိုအဲ့ဒီကြောင်းမိကြောင်းထဲမှာ ထည့်ထားနိုင်မယ်။ဒီเจ้าမိเจ้าကအနှစ်တရာမှာအသက်ဝင်တာကွ။အဲဒီချိန်မှာအပြိုစင်တယောက်ကိုရေစတေးရတယ်။ဗျာရေစတေးရတယ်ဆိုတာဘာလဲဆရာကြီး။ကျုပ်ကဆရာကြီးရဲ့စကားကိုနားမလည်လို့မေးလိုက်တယ်ဗျ။ရေစတေးရယ်ဆိုတာအရှင်လက်လက်ရေရဲချပြီးတက်တာပေါ့ကွ။ဟွန်းဟုတ်လား။အေးအဲ့ဒါလေတနေ့ခုနေသမီးအပြိုစင်ကိုစတေးရတာ။အဲ့ဒီချိန်မှာမော်နေစီရင်ထားတဲ့ကြောင်မီကြောင်ကအသက်ဝင်လာပြီးတော့တနေ့ဦးနေ့သမီးရဲ့ဝိညာဉ်ကိုစောက်ယူသွားတော့ကွာ လူကောင်ကိုနည်းနည်းမှ စားတာမဟုတ်ရေထဲမှာအလောင်းကတီတိုင်းပေါ်လာတာအဲဒီလိုတစ်ခါလုံးတိုင်းဒီကဝေမအနှစ်တရာအသက်ထက်ရှည်သွားရောဆရာကြီးကဒါရီကိုသိရင်နော်ကျုပ်လန်ဒန်မှာနေတော့ကျုပ်ကိုအထက်လမ်းမော်ပညာတွေသင်ပေးရဲ့မစ္စတာကမ်ဘယ်လာဆိုတဲ့လူမေကြီးတယောက်ပြောပြဘူးလေမစ္စတာကမ်ဘယ်လာကိုယ်တိုင်ကြုံမှုတဲ့လူဖြူကဝေမတယောက်ဆိုရင်တောင်ချားရေကန်တစ်ခုထဲမှာကြောက်မိကြောက်ရီတကောက်ဖန်ဆင်းပြီးတော့သူ့အသက်ကိုအဲ့ဒီမှာထည့်ထားတယ်ဆိုပဲ။ သူ့ကိုဘယ်သူမှတက်လို့မသိဘူးအသက်လည်း900လောက်ရှိပြီရဲ့ဒါဆိုရင်အဲ့ဒီကန်တော်ကိုဝီမကိုလွယ်လွယ်နဲ့လုံးလို့ရပါမလားဆရာอืมနီးလန်းတော့ရှားမှာပေါ့နှုတ်ဖားရဲ့အသက်ဝတ်နိုင်တဲ့အစင်းဆိုတော့နည်းနည်းတော့တော့ပညာတော့မဟုတ်ဘူးကြောက်တခုတော့စီရင်ရမှာပေါ့လေဘာများလဲဆရာကြီးရဲ့ရေမုံစိုးကြီးရဲ့မိချောင်းဖက်တဲ့ကတုံးနဲ့တနှိုးဆိုတာကြားဘူးလားမောက်တာတည်းကြားဘူးရောက်နေဘဲကမလဲဆရာကြီးရဲ့ကျုပ်တေးသေးချာချာကန်မှုတာဗျကျုပ်ပင်လေဘက်ကိုလိုက်သွားဘူးလေ ။အဲဒီမှာဦးမိုးတို့ခေါ်တဲ့ရေမုတ်ဆိုးရဲ့အိမ်မှာတွေ့ခဲ့တာ။မိเจ้าထိုးတဲ့တနုဆိုလို့ကြုတ်တေးသေးချာချာခြင်ကြည့်ခဲ့တာ။ဟုတ်ပြီမောက်တာဒီ။အဲဒီတနုကိုကြုတ်တို့လုံးကြရလိမ့်မယ်။ရိုးရိုးတန်တယ်လုံးလို့မရအောင်ငွေနဲ့လောက်ရမှာ။ငွေတော့ရိုးရိုးငွေမဟုတ်ဘူး။ဖခင်အမေစွန်းတော်ရေးတော့ပန်းတော်ကတဲ့ငွေလီမန်းတို့ငွေရေဖလားတို့ငွေညောင်းရေဦးတို့အေးကြိုးပြီးတနုလှန်သွားလောက်ရမှာ။လွယ်ပါမလားဆရာ။လွယ်ပါရဲ့နုံဖားရဲ့။တော့မှအဲ့ဒီဖြစ်စီရေစုထားတာအများကြီးရှိရဲ့။ ဘဘဲဆရာနဲ့ပဒိဆရာပေါင်းပြီးလှုပ်ရမှာပဲတပန်းတော့ကြာတော့ဆရာကြီးလှုပ်ခိုင်းထားတဲ့တနုရပြီပြို့တော်တော်တော့လေးသားဗျတနုထိတ်ကလှန်သွားရလဲချုံမြနေရပဲငွေတနုကိုဆရာကြီးကတည်တည်ချာချာစီရင်တယ်မန်တန်နေရွတ်တယ်တက်ဆာရအဆောက်ရှောက်တရုတ်အပ်တယ်ကျုပ်တို့တော့ရောအဲ့ဒီမျိုးရောက်တော့ကန်တော်လိုက်ပို့မဲ့မြင်းလဲရောက်ခေါ်လို့မရလို့မြင်းလဲတော်တော်ရှာယူရတယ်ဗျနောက်ဆုံးအသက်ကြီးကြီးမြင်းလဲသမားတယောက်ကသူ့လိုက်ပို့မယ်လို့ပြောတယ်ဒါနဲ့တာတီတို့ ကံတော်ကျောင်းကဘုန်းကြီးညာနာစီကိုရောက်ခဲ့ကြတယ်။ဘုန်းကြီးညာနာအသက်50ကျော်ကျော်ပဲရှိသေးရပါ။ကျုပ်တို့တို့ရောဘုန်းကြီးကလှုပ်ဝမ်းတာသွားတာပြို့။တကာကြီးကိုရောက်လာပြီလား။လာကြလာကြ။ဘုန်းကြီးကတကာကြီးကိုနေတိုင်းမြုံနေရဗျ။ကျုပ်တို့လည်းဘုန်းကြီးကိုဝှေ့ပြုပြီးပြောင်းလဲနေရဲ့ကျမ်းပြင်မှာပဲထိုင်နေကြတယ်။ဆရာကြီးပြောတဲ့အတိုင်းပဲဘုန်းကြီးကျောင်းဝင်းကတော်တော်ကိုကျေတာဗျ။အထဲမှာလည်းတီးပင်စားပြီးမနေ။ကျောင်းဝင်းကြီးတို့ခုလုံးစိမ့်ဆူအေးမြနေရပဲ။ဒီကျောင်းမှာ တန်ကာခုနှစ်ပါးနဲ့ကိုရင်ဆယ်ပါးရှိရဲတခါကြီးရဲ့ចောင်းသားလေး9ယောက်လည်းရှိရဲတန်ကာတချို့နဲ့ကိုရင်နေရဟိုအနောက်ဘက်ကចောင်းကြီးမှာတည်င်းသုံးတယ်ဖုန်ကြီးနဲ့တန်ကာသုံးမှာပဲဒီចောင်းမှာတည်င်းသုံးတာတခါကြီးတို့ကဟောရီចောင်းကြီးပေါ်တယ်မှာလွလွလပ်လပ်တဲခုနေထိုင်ကြစားဖို့တောက်ဖို့အားလုံးပြည့်စုံပါတယ်တခါကြီးတို့ဆောင်ရွက်မဲ့ကိစ္စအောင်သာအေးအေးဆေးဆေးလုပ်ကြပြီးရောမှန်မှဗျာအခုရက်မှာဘာထူးခြားသေးတော့ဖေရထူးခြားပါပြီလားတခါကြီးဟာ ဒီကဝေးမမိမချော်ချော်ပုံစံပြောင်းပြီးတော့မျိုးရဲမသွားလာနေရဲ့ဆိုပဲပြီးတော့ကလေးမလေးရဲ့တွင်ရောနောပြောဆိုပြီးတော့ဘာနဲ့တမီနဲ့နာမည်ဘလို့ခေါ်လဲမေးရဲ့ဆိုပဲဟာကျုပ်ပါဇက်ကအတန်တော်ထွက်သွားတယ်ပြို့ဘုံကြီးရအောင်တာတိကိုလှမ်းကြည့်ရဲ့မှန်မှဖေကဒီကဝေးမကိစ္စတစ်ခုကိုဆောင်ရွက်ဖို့ဒီကန်တော်ကိုရောက်နေရပါဖေကအရှင်ဘုရားစီဟာကြားရတဲ့တည်င်းရဆိုရင်တော့သူကိစ္စဆောင်ရွက်ဖို့တိတ်မကြတော့ထင်တယ်ဖေကဩ ဒါတဲ့ဒီကံတော်လို့ခေါ်တဲ့ကံကြီးကဘယ်နာနာရှိရတော့ဖေ။တကာကြီးနဲ့ဒီမျိုးကမျိုးဟောင်းကြီးလေအင်းဝါခေတ်လောက်တည်းကတဲ့တဲ့မျိုးဗျ။ရှေးပြင်းနေလက်ထက်တော်ကမျိုးသားကြီးရဲ့ခန့်အပ်ပြီးအုတ်ချုပ်တဲ့မျိုးဒီရေကန်ကြီးကမျိုးမတဲ့ခင်တည်းကရှိရဲ့တဘာဝရေကန်ကြီးတကာကြီးရဲ့တောင်ကြရဲ့အမြဲဝင်နေတာ။စမ်းပေါက်လေးနဲ့ဆက်နေရလို့ပြောကြတယ်။ရေရတော့ဘယ်တော့မှမခံဘူး။ပြီးတော့မိုးပဲလောက်ကြီးကြီးရေရှန်နေဆိုတာလည်းမရှိဘူးဗျ။အင်မတန်ထူးတဲ့ကံကြီးဗျ။ဒါကြောင့်လည်း ရှေးပြည်နေလက်ထက်တော်တွေကဒီကန်ကိုကန်တော်လို့ခေါ်ကြတာဒါဆိုရင်ဒီကန်ရဲ့တက်တန်းကြပြီပဲဒါတဲ့ဒီမျိုးမှာဒီကန်အောက်ကိုရေတွေပါတွေငုပ်ဖူးတဲ့သူရှိတာတကကြီးနဲ့မမလာပြီးတော့ရင်ငုပ်ရဲပါမလဲဒီကန်ထဲမှာဥစ္စာဆောင်တာရှိတယ်လို့လို့မိเจ้าတက်ကြီးရှိတယ်လို့လို့ယုံနေကြတာရေစင်းကုဝင်းတဲ့သူတော့မရှိဘူးတကကြီးရဲ့အရှင်ဘုရားမိတ်တက်ထဲမှာမိเจ้าဆိုတာပါသွားသလားဖေကဟုတ်တယ်တကကြီးဒီလိုတကားဒီမျိုးမှာ ခပ်ပေပေခက်ယွယွလူတယောက်ရှိရဲ့။သူကမြင်းလဲတမပြီးတော့ဒီလူကအောက်ပြာပြောင်းလာတာ။သူပြောတော့ပင်လယ်မှာနေခဲ့တာရေငုပ်တိတ်ကျွမ်းနေဆိုပဲ။ဒါနဲ့တနေ့ရောမြင်းလဲကိတ်မှာအလောင်းစားလောက်ကြတယ်။ဒီလူကရေအောက်မှာ၅မိနစ်ငုံနိုင်နေဆိုပဲ။အဲ့ဒါကိုကြမ်းတဲ့သူတွေကမယုံဘူးဗျ။ဒါနဲ့အလောင်းစားလောက်ကြတာပေါ့။ဟောရီကြောင်ရှိမှာမြင်းလဲတွေတန်းစီပြီးရက်ထားတာ။လူတွေကလိုက်လာပြီးကြည်ကြတာမနေဘူးဗျ။အဲဒီလူကအင်ကြီးချုပ်ပြီးကတားကိုမျှောင်းအောင်ကြိုက်လို့ ရေထဲကိုဝုန်းနေခုံကြကုံမော်ဟာလူတွေရောနာယီမှတ်ပေါ့သူနာရောလာဖေရဆရာနုံဖဝင်မေးတယ်ဗျဘုံကြီးဦးညာနာ ပြုံးပြုံးကြီးလှုပ်ပြီးတော့ပြောတယ်ဘယ်လာနိုင်မတော့တခါကြီးရရေထဲစင့်ယုံရှိသေးရဲ့ရင်အောက်မှာဝုန်းဝုန်းဝုန်းနဲ့ကြတာပဲခဏနေရောဒီလူမောကြီးပန်းကြီးနဲ့ကုံမော်ကိုရေကူးပြီးတော့တက်လာတာလူဆိုတာမော်ပြီးဟော့ဟဲလိုက်နေရပဲဘာတွေတွေးလို့တော့လို့ဝိုင်းမရောမိเจ้าကြီးမိเจ้าကြီးတို့နှကုံးပါပြီးတတိလေသွားလိုက်တာပြန်ဦးလဲမလာတော့ဘူး တေရောလားဗျာတေပါရောလားတကရဲ့ဟွန်းကုန်းမောင်အလူရောအဲ့ဒီမိเจ้าကိုတွေ့တိုင်းလားဗျာဘသူမှမတွေ့ပါဘူးဗျာအဲ့ဒီကကန်ထဲမှာမိเจ้าရှိရယ်ဆိုရယ်တည်င်းကကြော်သွားပြီးတော့ရေးဆက်ကိုတော့မစင်းဝင်းကြတော့ဘူးဆရာကြီးပြောတာဟုတ်လိုက်တာလို့ကျုပ်စိတ်ထဲမှာတွေးနေရဗျာဖုန်းကြီးဥညာနာရဲ့အကြောင်းကြီးအပေါ်တက်ကနေကြည့်တယ်လို့ရှင်ကန်တော်တစ်ခုလုံးကိုအပေါ်စီးကနေမြင်နေရတာအဲ့ညာကျုံနဲ့ဆရာနုဖားနဲ့တယောက်တည်းလည်းမအိပ်ပဲထိုင်ကြည့်နေရဆရာကြီးကတော့ဘုရားကမှတညလုံး တရားတိုင်ပတိစိတ်ပဲလုပ်နေရ။လာတာတော့ရေကန်ကြီးတစ်ခုလုံးမြည်နေရတာဗျ။ညသက်ကောင်ကြော်တော့ကျုပ်အလဲဗျ။ဆီယာနုဖခနာအိတ်တယ်။ကျုပ်ကကြောင်းမိရဲ့အကုတ်ပိတ်ထားပြီးမှောင်ထဲမှာခုံတလုံးနဲ့ထိုင်ပြီးရေကန်ကြီးကိုစောက်ကြည့်နေရဗျ။ဟင်။ဘာလို့ခ။ကျုပ်ကြည့်နေရုံမှာကံလယ်မှာရေပွက်ကြီးတစ်ခုထထသွားတယ်ဗျ။ကျုပ်လည်းမျက်တော်မခက်ပဲကြည့်နေရဗျ။ဟော။ရေပွက်ကြီးရဲ့တစ်ခုပြီးတစ်ခုထလာတာဗျ။ဟာ။ရေကရက်တွေလည်းကခက်ဖြူဖြူကြီးဗျ။ဘာလဲမသိဘူး။ဟင်။ လူရင်းပြဒါလူပဲတဝေမတင်နေခက်ဖြူဖြူကြီးကျုံစီယာနုဖကိုကြပြကြရနှိုးလိုက်တယ်စီယာနုဖထထဟိုမှာဟင်ဘာတော့ကွာတာတရဖြူဖြူကြီးပြကန့်လေမှာ ရေတွေကပေါ်လာတာတင်နေဘယ်မှာတော့စီယာနုဖအဲ့ရာနေလူလဲထတယ်ပြကျုံကြည့်နေရဲ့ပဒင်းပေါက်နာဦးလာတယ်ဟုတ်သားပဲကွာဟင်ရေပေါ်မှာလမ်းလျှောက်နေရဒါကန်တော်ကဝေမပေါ့တာတီသွားသွားဖျားကမ်းမှာစီယာကြီးယူသွားပြော ကျုပ်လည်းပြာကွန်းကိုတန်းသွားပြီးဆရာကြီးကိုပြောပြလိုက်တယ်။ဆရာကြီးလည်းချက်ချင်းကိုထားလိုက်တာလားပြို့။ဟမ်ဟုတ်တာပေါ့ကွာ။ဒါကံတော်ကဝေမှာပေါ့။ကြည်စမ်းရေပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်နေရ။အရှင်နဲ့နာကိုအဆုံးလျှောက်နေရ။ဒီနေ့ဗနေရက်တုံးလို့ဖ။ဒီနေ့၃ရက်လေဆရာ။တပတ်ခါဆိုလာပြီပြီ။တစားမုံလာပြီပေါ့။ဩဒါကြောင့်သူလှုပ်ရှားနေတာ哦။တပတ်ခါတစားမုံလာပြီဆိုတော့သူ့အစီရင်ကြီးကိုတပတ်ခါမှာလုံမှာတေးကြပြီ။ မနေ့ပြန်မှာကျုပ်တို့လုပ်စရာတွေအပြီးလုပ်ထားရမယ်။တပတ်ကညတကောင်ချင်းလောင်မုန်းတက်ရနဲ့အလုံးစားကြလိမ့်မယ်။ကဝေမှာတော့ခုလောက်ဆိုတနင်္ဂနွေတမီအပြူစင်ကိုရှာထားပြီးတော့ပြီးနှုတ်ဖားရဲ့။ကဲအိတ်ရှင်အိတ်ကြတော့ဇီဟာကြီးနဲ့အိတ်ရဝင်သွားပြီ။ကျုံနဲ့ဇီဟာနှုတ်ဖားလည်းအိတ်ကြပြီပြု။နောက်တနေ့ခုနှစ်နာရီလောက်မှကျုပ်အိတ်ရနူးလာတယ်။ကိုရင်လေးတပါးကျုပ်ကိုလာခေါ်တယ်။ဖုန်ကြီးဦးညာနာကကဲတကားလေးနာမည်ကမောင်တာတီဆို။မှန်မပါဗျာတာတီပါ။အေး မောင်တာတည်းရဲ့ဆရာကြီးများတော့ကိစ္စရှိလို့ဆိုပြီးမြို့ထဲကိုသွားတယ်။တကားလာဒီမှာမနှက်စာလာစားလိုက်အောင်။စားမောင်တာတည်းဆရာကြီးတို့ကတော့စောစောကပဲစားသွားကြပြီ။ကျုပ်လည်းစားစားနဲ့တဝါစားလိုက်မိရဲ့။ကျုပ်စားနေုံမှဆရာကြီးနဲ့ဆရာနုဖပြန်ရောက်လာကြတယ်။ဟောမောင်တာတယောက်နိုးပြီယောဘယ်နဲ့လဲကွအေးရေးဝရဲ့လား။ဟုတ်ကဲ့ဝါပါတယ်ဆရာကြီး။ကျုပ်တို့တို့ရောက်ဖုန်းကြီးကိုရှူကိုပြီးចောင်းကြီးပေါ်တက်ခဲကြတယ်။အပေါ်တက်ကိုရောက်တော့မှ ဆီယာနုဖားတို့မျိုးရဲသွားလားအဲဒီလိုကျုပ်ကဆီယာနုဖားကိုမေးလိုက်တယ်ဆီယာနုဖားကကျုပ်ကိုကြည့်ပြီးတော့အေးမျိုးရဲဆိုပါတော့ကဒါပေမဲ့သွားတာမျိုးဦးကိုသွားတာဒီမျိုးရဲတက်ဆာရာနေကြီးကြီးကိုအကျိုးအကြောင်းပြောပြရတာမနေ့ဖြစ်မှာဒီကိုဝေမအောင်ရှင်းပြမဲ့အကြောင်းအကြောင်းကြားတာပေါ့ဩဒီလိုလုံးလို့ရလားတော်ရဲတောင်နေတော့မလူဘူးပေါ့ကဒီလိုမျိုးကြီးပြရည်တော့မျိုးဆောင်တဲ့ကိုအကြောင်းကြားရတယ်ဒါပြည့်မနေ့ပြညာအောင်မြ мян ရောက်ချင်နေပါပြီဗျာအေး ီနေ့ပြီးရင်မနေ့ပြန်ရောက်မှာပေါ့တာတရဩဒါနဲ့မောင်တာတရအညာဆိုတော့ရေရီပါရီကျွမ်းကျင်ရလားတာတရအညာသားပြီမဲ့ပင်လယ်မှာနေခဲ့ဘူးတာဗျရေကူးလဲကျွမ်းတယ်ရေငုတ်လဲကျွမ်းတယ်ရေအောက်မှာပဇွန်စမ်းနေကြလေဆရာနုဖားရဲ့ဒါဆိုနေရကြတာပေါ့ကွာမနေ့ပြန်ညမှာမောင်တာတရရေထဲဆင်ရမှာဟိုဟာကြီးလေဆရာကြီးလောက်လာတဲ့ငွေတနုတ်ကြီးနဲ့မင်းအလုံးလုံးရလိမ့်မယ်ဟုတ်လားဆရာနုဖားတွေးကြသေးတာပေါ့ဗျာတာတရအဲ့လိုပွဲမျိုးတိတ်တွေးကျင်နေတာ ကျုံနဲ့ဆရာနှုတ်ဖပြောတော့ဆရာကြီးကြားသွားပြီးတော့မောင်တာတည်းရဲ့တတိယတော့ဆရာကြီးယုံပြီးသားပါဒါမဲ့ဒီတစ်ခါတော့တတော်ကိုတတိထားရမယ်မောင်တာတည်းရဲ့ဟုတ်ကဲ့ပါဆရာကြီးကဲနှုတ်ဖမောင်တာတည်းကိုအခုနတ်ကြီးလေးပါအင်းတိုက်တာညရောက်ရင်ကဝေတိုက်ဖြတ်အင်းတော်တိုက်လိုက် မောင်တာတည်းလည်းဒီနေ့တနေ့တော့ပတိစိတ်နေကွက်ကြားလာဟုတ်ကဲ့ပါဆရာကြီးဆရာကြီးရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်ရတာတတော်ကိုဂယုတဆိုင်လှုပ်ရမယ်ပုံပဲတာတည်းလည်းတည်တည်ချာချာလှုပ်ရမယ်ထင်နေပြု့ တာတီနှစ်ကြီးလေးပါအင်းတောက်ပြီးတနေ့ကိုပတိစိတ်နေရဲ့ဗျဆရာကြီးနဲ့ဆရာနှုံးဖလည်းထမင်းစားကြရလွယ်ဖျားခန်းနေရမထွက်ပဲပတိစိတ်နေကြတယ်ညရောက်တော့တာတီကိုအင်းတစ်ချက်တိုက်တယ်လူကြီးတိတ်ချေရောက်တော့တာတီចောင်းကြီးပေါ်ကနေပြီးကန်ထဲကိုကြည့်ရဲ့ဒီညလှပူတာတယ်ဗျကန်ကြီးတစ်ခုလုံးလင်းနေတော့တာညတကောင်ကျော်တော့မနေရလို့ပဲကံလေမှာလှိုက်ကြက်တွေထလာပြီးဖြူဖြူကြီးပေါ်လာတယ်။ပြီးတော့ရေပေါ်မှာလမ်းလျှောက်ပြီးတော့သွားလာနေလေရဲ့ တာဒီလက်တကားကိုရာနေတိတိချာချာကြည့်ရဲ။ဆီယာနုဖားတော့ပတိစိတ်နေရောခေါ်မပြတော့ပါဘူး။ဟာတာဒီကြည့်နေရောမှာအဲ့ဒီဖြူဖြူရာအလင်းရောင်တွေထွက်လာတယ်ပြု။အဲ့ဒီအလင်းတန်းကန်တော်ကြီးတစ်ခုလုံးဖြန့်ထွက်ပြီးမိုးလိုက်တယ်လို့ပဲ။ဒါကကဝေဆက်တင်နေ။ဘာပဲဖြစ်ဖြစ်မနေ့ကျရင်တော့ဆီယာကြီးကိုတည့်ရကြောင်ပြန်ပြောပြရတော့မှာပဲ။ကဝေမဘာလုပ်တယ်ဆိုတာဆီယာကြီးသိမှာမို့လား။တာဒီမအိတ်ဘဲကိုစောင့်နေရပြု။မနေ့3နာရီလောက်ထိ ကဝေမကသူ့ဆက်တီကိုကံပေါ်မှာဖြန့်နေရဗျ။နောက်မှပျောက်သွားတာ။မနေ့ရောက်တော့ညာတာတီတွေ့ခဲ့တာကိုဆရာကြီးနဲ့ဆရာနုဖအကိုပြောပြတော့ဆရာကြီးကခေါင်းတငိမ့်ငိမ့်လှုပ်ပြီးစဉ်းစားတယ်ဗျ။အင်းဒါဆိုရင်ဒီညာတော့တေးကြပြီဟဲ့နုဖရေအစင်သစ်တာပြင်ထားကြပြီတော့ဟုတ်ကဲ့ဆရာအစင်သစ်ဖြစ်နေပါပြီ။မောင်တာတီကတော့မင်းရဲ့တတိကိုအစွမ်းကုတ်အောင်ပြရမယ်ညပဲကွ။မင်းနဲ့ဆရာနုဖကံထဲကိုစဉ်းကြားရနိုင်မယ်။ နှစ်တရာပြည့်ရညမှာအသက်ဝင်လာမဲ့ကြောင်မိကြောင်ကြီးကိုမင်းတို့ဆရာတပည့်ရစီမိကိစ္စတုံးကြပြီးတော့ကျုပ်ကတော့ကံတော်ကိုဝေမခေါ်လာမဲ့ခလေးမလေးကိုလမ်းအနေဖြတ်ပြီးတားမယ်။ပြီးရင်ကံတော်ကိုဝေမနဲ့ပညာချင်းပြိုင်ကြရတော့မှာပေါ့။တတိယဌာနုဘကြောင်မိကြောင်ကဝိညာဉ်စားမဲ့ချိန်မှာမစားရရင်ဒေါသပုံထတော့မှာမင်းတို့နှစ်ယောက်တချမ်းမှတတိမလိစေနဲ့စိတ်ချပါစီရည်။ကျုပ်တို့ဆရာတပည့်တို့ယောက်ညစာတော့မစားဘူး။ဘိုက်ထဲမှာအစာတွေရှိနေလှောက်ရရှာရမှာ။ ခန့်မှဆူလို့ပေါ့ဗျကျုပ်တို့ကံရိတ်ကိုနေပြီးတော့၁၀နာရီလောက်ရှိပြီဆရာတပည့်တွေအင်းဝါခေကလေးရရှိခဲ့တဲ့တဘာဝရေကန်ကြီးကိုငေးကြည့်နေကြတာတတိထားပြီးတော့ဒီလေးအေးကတာမန်မဟုတ်ဘူးကွာအေးအေးတက်ကများလို့နေတယ်ဟုတ်ပါဗျာဆရာကြီးရဲ့စကားဆုံးယုံမရှိသေးရဲ့ကံရင်ပြင်းကကလေးရက်တွေထလာရောပထမတော့ကလေးရက်ကခက်သေးသေးပဲဗျကြည်ရေးကြည်ရင်လည်းကလေးရက်တွေကြီးကြီးလာတာဟာဘာကြီးရောမမဲကြီးပါလား ကန်ထဲမှာရေကြရကြီးထပြီးပေါ်လာတာဗျရေကိုဖျန်းကနေရိုက်ချလိုက်တာနှုံပကျောင်းမိကျောင်းတော့အသက်ဝင်းနေပြီဝိညာဉ်ကိုစုံယူဖို့တောင်းတနေပြီဒါနှစ်တရာပြည့်ရဲ့အချိန်ပဲကွာတကောင်မကြောင်မချင်းမင်းတို့မစင်းနဲ့တကောင်ကြော်လို့မှသူ့တောင်းတတဲ့ဝိညာဉ်မစုံယူရရင်ဒီကောင်အားရင်ချိနဲ့လာလိမ့်မယ်အဲ့ဒီချိန်ရမင်းတို့အတွက်အချိန်ကောင်းပဲကွာဟုတ်ကဲ့ပါဆရာဆရာနှုံဖားဆရာကြီးကိုယူယူတည်တည်ပြောတယ်ဗျပြီးတော့သူ့လွယ်ထားတဲ့ဆေးလွယ်အိမ်ကိုဖြုတ်ယူပြီး ဆရာကြီးကိုအပ်လိုက်တယ်။ပြီးတော့ကျုပ်ဘက်ကိုလှည့်ပြီးတော့ရော့တာတီမေးကရမယ်ငွေတနုအပေါ်ကပတ်ထားတဲ့စက်ကူတွေခွာလိုက်တော့ကျုပ်လည်းဆရာနုံဖပီးရဲ့ငွေတနုကိုရိုးရိုးတေးတေးလှမ်းယူလိုက်တယ်။ပြီးတော့အပေါ်ကနေလူမမြင်အောင်ပတ်ထားတဲ့စက်ကူတွေကိုခွာလိုက်တယ်။လာရအောင်မဝေးလန့်နေတဲ့ငွေတနုကြီးပေါ်လာတယ်။ဆရာကြီးကိုယ်တိုင်တေးတေးချာချာစီရင်ထားတဲ့ငွေတနုပြကျုပ်ကတနုတ်ကိုလက်ထဲမှာစကြည့်လိုက်တယ်။အပေါ်ကအင်ဂျီတွေကိုကျုပ်ရောဆီယာနုဖပါချုပ်ပြစ်လိုက်ကြတယ်။ ပစိုးရီကိုကရောင်းမြန်အောင်ကြိုက်လိုက်ကြတယ်။ကျောက်ကတနုကျိုးကျောက်ခါမှချိန်လိုက်တယ်။လက်ထရတနုလူကျသွားရင်ပြန်ဆွဲယူလို့ရအောင်ပေါ့ဗျ။ဟောရေတွေကဖြူဖြူကြီးတက်လာပြီစရာကြီး။အေးဟုတ်တယ်နော်ဗျ။အဲ့ဒါကန်တော်ကပွေးမှပဲ။စိတ်ချဒီကောင်မကြီးကိုကျောက်တောင်ဝင်တာထား။ဟောကပွေးမကရေပေါ်မှာပြေးနေပြီဗျ။အသာငိမ့်နေမောက်တာတည်းဒီကပွေးမရဲ့နောက်ကိုကျောက်လိုက်သွားမယ်။ပြောပြောဆိုဆိုစရာကြီးကကန်တော်ကပွေးမထွက်သွားတဲ့ဘက်ကို ဆေးလွယ်တလုံးလည်းပြီးလိုက်သွားလေရဲ့ကျုံတဲ့ဆီယာနုဖပဲကြံတော့တာမကြောင်ကြီးမှလာမွန်းတက်နေပြီဟာရေတွေကလှိုင်းလုံးကြီးထသွားတာပြုဟောမိချားကြီးပါလားနဲတဲ့ကောင်ကြီးမှမဟုတ်တာခေါင်းတူကြီးပြခေါင်းဝကိုတင်းတောင်းလောင်ရှိမလားပဲဆီယာနုဖကပါဇက်ကမန်တန်နေညွတ်နေပြီပြုတကောင်ကျုံအောင်စောင့်နေရပုံပဲအလိုရေတွေကနေခေါင်းကြီးထိုးထွက်လာပြီအမိမဲမဲကြီးကိုရေကိုဖြန်းခနဲ့ရပြီးပြန်ငုတ်သွားတာပြု့ ဆီယာနိုဖာကလောင်းအောင်တစ်ချက်မော့ကြည့်လိုက်တယ်။ဟောပေါ်လာပြန်ပြီပြို့ဟုတ်တယ်ပြို့တကောင်ကြော်သွားလို့တင်နေလှုပ်ရှားတာစောစောအားလောက်မကျန်းတော့ဘူးဗျ။တာတီရောလက်တရငွေတနုတ်ကြီးကိုကြစ်ကြစ်ပါအောင်စုပ်ထားမိရဲ့။တာတီအချိန်ကြပြီငါရင်သွားမယ်။ငါနဲ့တီကောင်နဲ့တေးသေးချာချာခွဲနော်။ငါအဖြူဟူကောင်ကအမေမမားစီနဲ့ကြားလာ။ဆီယာနုံဖာဘာပြောပါလဲလို့ကြုံစင်းစားနေအောင်မဆီယာနုံဖာရေးတဲ့ခုံချသွားတာဗျ။ဟာ ရေတွေကလှိုင်းလုံးကြီးထပြီးခေါင်းကြီးပေါ်လာပြီးရေကိုအမီးကြီးနဲ့ရိုက်လိုက်တယ်ဗျဟွန်းဒါမီးချောင်းဖြူကြီးပါလားဟောဒီလိုဒီရောမတာတီဆိုတဲ့ကောင်ကသဘောပေါက်သွားတာပြုတ်ဆီယာနူဘာရုပ်ပြောင်းရုပ်လွဲမော့ပညာနဲ့မီးချောင်းကြီးအတွင်ယူပြီးတိုက်ခိုက်မှာ ਉਹ ကျုပ်အလဲပေါ်ဗျကျုပ်ငွေတနုကိုလက်ထဲမှာတင်းတင်းဆုပ်ပြီးရေထဲကိုခုံချလိုက်ပြီးပြုတ်တာတီတဲ့ဟိရေထဲရောက်ရောက်ချင်းတော့တာတီဘာကူမှမမြင်ရအောင်ခဏပဲခဏလေးပဲလာရောက်ကြောင်လား တာတေတောက်ထားတဲ့အင်းနေရဲ့အစွမ်းလားတော့မသိဘူးဗျရေရောက်ကိုတာတေမြင်နေရတယ်ဟာလှိုင်းလုံးကြီးရဲ့တာတေကိုပြေးဆောက်ပြီဗျကျုပ်ပြင်းနောက်ကိုတလန်လောက်လွှင့်ထွက်သွားတယ်ဟာမိเจ้าကြီးနှကောင်လုံထွေးနေရဗျဒကောင်ကအမေကြီးဒကောင်ကဖြူဖြူကြီးအမေကကြောက်မိเจ้าကြီးအဖြူကကြုတ်စရာနုံဖပါဗျဟာတိုက်ပွဲရတော့တတော်ကိုပြင်းထန်နေပြီဗျကျုပ်လည်းငွေတနုတ်ကိုတေးချာကမ်းပြီးအနာတိုးသွားလိုက်တယ်မိเจ้าကြီးနှကောင် ကူလိုက်တဲ့တန်တဝုံဝုံကြီးနဲ့အမဲကောင်ကြီးရဲ့အမိနဲ့ကျုပ်ကိုရိုက်မိရာကျုပ်ရေပေါ်တလန်လောင်မြောက်တက်သွားတယ်ကျုပ်ရေထဲကိုပြန်ကြမှာရေထဲကိုချက်ချင်းကုတ်ပြီးမိချောင်းကြီးတွေကိုလိုက်ရှာရတော့တာပေါ့ဟာတွေ့ပြီပြုကံအောင်ကြည်ရနုံထဲမှာနှစ်ကောင်သားလုံးနေတာအမဲကောင်ကြီးကအပေါ်ရောက်လာလိုက်အဖြူကြီးကအပေါ်ရောက်လာလိုက်နဲ့ကျုပ်အသက်ကိုနာနာအောက်ပြီးအနားကိုကတ်လာခဲ့လိုက်တယ်စောစောကရေပေါ်မြောက်တက်မှာကျုပ်ကအသက်ကိုတဝါးရှူလာတာပြုဟော အမေကြီးကအပေါ်ကနေပြီးအဖြူကောင်ဖိကန့်နေရဗျတွေးကြသေးရပေါ့ကွာငါးစရာနူဖောက်ကိုကြိုက်တဲ့အကောင်ကျုပ်စရာခံနေရတာတွေ့တော့ကျုပ်သွေးရချက်ချင်းစုပ်ွက်လာပြီးတော့ငွေတနုကိုလက်နဲ့စုံကင်ပြီးမိချောင်းမမဲကြီးရဲ့လက်ပြင်ကိုတအားကိုစိုက်ထည့်လိုက်တယ်ကဲကွာသိပြီးတော့အသားထဲကိုစိုက်ဝင်သွားတဲ့တနုကြီးကိုကျုပ်အားနဲ့ထပ်ဖြိပ်ပြီးတွင်းလိုက်တာမျိုးမိချောင်းကြီးချက်ချင်းကိုထွန်းထွန်းလူးသွားတော့တာမိချောင်းပြုတ်ကြီးကချက်ချင်းယုံထွက်ပြီး အမဲကောင်ကြီးကိုကြိုက်တော်တာဗျအမဲကောင်ကြီးကကန်ထဲမှာလှက်ပက်ပြေးတော့တာကျုပ်လည်းထပ်ပြီးအသက်မအောင်နိုင်တော့တာနဲ့ရေပေါ်ကိုပေါ်လာခဲ့ရတယ်ဒါပေမဲ့တနုကျိုးကကျုပ်ခါမှာချီထားတာဆိုတော့ကျုပ်ကရေပေါ်ကိုအသက်ရှူလိုက်အောက်ကမိချောင်းကြီးကဆွဲတော့ရေထဲပြန်ပြုတ်လိုက်နေဖြစ်နေတာမိချောင်းမဲကြီးကကန်ကိုပတ်ပြီးကူးပြေးနေသေးတာခဏကြာတော့မှငြိမ်သွားတယ်မိချောင်းဖြူကြီးကလည်းတောက်ရှောက်ကိုလိုက်ကန်နေရဟောငြိမ်သွားပြီဟာမိချောင်းကြီးကကြောက်ရွံ့ကြီးဖြစ်သွားပြီပြို့ ကျောက်ရဲ့ငွေတနုကြီးလည်းကျွတ်ထွက်သွားပြီဗျကျောက်ကကျိုးအားနေကမ်းပြီးငွေတနုကိုပြန်ဆွဲယူထားလိုက်တယ်ကျောက်လက်တဲတနုပြန်ရောက်လာပြီဟာကွဲသွားပြီဗျကျောင်းမိကျောင်းကြီးကအကျောင်းကြီးရေပေါ်လာပြီးကွဲထွက်သွားပြီဟွန်းမိကျောင်းဖြူကြီးချက်ချင်းရေပေါ်ကိုထိုးတက်သွားပြီဗျကျောက်လည်းရေပေါ်ကိုပေါ်ပြီးကန်ဆက်ကိုကူးရတာပေါ့ကန်ဆက်ကိုတက်လိုက်တော့တစ်ပစ်တမင်မှာမှီပြီးထိုင်နေတဲ့ဆီယာနုံဖောက်ကိုတွေ့လိုက်ရတယ်တာတေမင်းရဲ့တတိယတော့ပြိုင်ဆိုင်ရှားပါပဲကွာကဲတာတေ မေးခါမှာကြည်ထားတဲ့တနုကျိုးကိုဖြုတ်လိုက်တော့ဆရာကြီးနောက်လိုက်ကြအောင်စို့ကျောက်လေခါကတနုကျိုးကိုဖြုတ်တယ်တနုကိုယ်ကလက်ကကင်လာတယ်ဗျလိုအပ်မယ်ရပေါ့ဆရာတပည့်နှစ်ယောက်လုံးကတော့ရေရီအရွှဲသားနဲ့ဟောတွေ့ပြီပြုကံရဲ့အရှိတ်မှာကဝေမာကြီးနဲ့ဆရာကြီးနဲ့အပြင်းထန်တိုက်ခိုက်နေကြတာဟဲ့ကောင်ဆရာစုံနင်းလူတွေငားရမိကြအောင် ကိစ္စတုံးလိုက်ကြပြီမို့လားအေးနင့်ကကိစ္စတုံးမိတာမှတ်လိုက်ပြီရောဆရာစုံ နာနေအသက်နေကိုရဲဝင်လာအောင်တမင်စောင့်နေရကဝေးမရဲ့ဒါမှနေကိုငါကိစ္စတုံးလို့ရမှာ။ဩဒီလိုလား။ယော့ဟောရီယာကဝေးဆက်ငါကိုပိုင်ဆက်ဟိ။ကိုဝေးမကြီးကမျက်လုံးကရောပါဇက်ကပါတဝင်းဝင်းနဲ့ဆက်တီထုံလို့လိုက်တာပြု။ဆရာကြီးကလက်ဝါးကိုဖြန့်ကာလိုက်ပြီးပြန်တွန်းပေးလိုက်တော့ကဝေးမကြီးရဲ့ဆက်တီကရှေ့ဆက်မတွန်းနိုင်မဲ့ကဝေးမကြီးပါဖင်ထိုင်ရဲ့လဲကျသွားော။ကဝေးမကြီးကလဲနေရာကနေပြန်ထမယ်လို့မှဆရာကြီးကရှေ့ကိုပြေးဝင်သွားတယ်။ လက်ထရစေးတောင်းနဲ့တအားပေါက်ချလိုက်တာဟာမီးရောက်ကြီးပါထထွားတာပြုကဝေမာကြီးနဲ့မီးရောက်တယ်မှာလှိမ့်နေရောအဲ့ဒါမီးမော်လို့ခေါ်တယ်ကဝေမာနေရရေရရလာတဲ့ပြညာသေးဆိုတော့နေကိုမီးမော်နဲ့တိုက်လိုက်တာလေမီးများမီးနိုင်ရေများရေနိုင်တဲ့နေရောက်ငိမ့်ပြီတော့ကဝေမာကြီးရဲ့လက်တွေကိုးကပြီးပါဇက်ကြီးရင်ဟာပြီးရေတွေမှုတ်ထုတ်တယ်ဒါမဲ့သူ့ပါဇက်ကထွက်လာတဲ့ရေကမီးတော့ကြီးကိုလုံးဝမငိမ့်နိုင်တော့ဘူးမီးတော့ကြီးကကြီးတဲ့ကြီးလာတယ် ကိုဝေမာကြီးအတန်နဲ့ကြီးနဲ့អော်လိုက်တာအနီးနားကြီးကန်းနေအောင်လှမ်းပြန်ကုန်ကြတယ်ကြီးပြူတဲ့အတန်ကြီးကဝင်းကျစ်တစ်ခုလုံးစုညံ့သွားတော့တယ်ဟွန်းဟိုမှာမိကလေးတယောက်လဲနေပါလားဆီယန်နိုဖဟေးဟုတ်သားပဲကွာအตาကြည့်နေတာဒီနောက်ဆုံးတော့မိယောက်ကြီးကကန်တော်ကိုဝေမာကိုပြန်ပြစ်အောင်လောင်မြိုင်သွားတော့တာပေါ့ဗျဟွန်းဟိုကလေးမလေးထလာပြီဗျကြုံကြည့်နေရုံမှာလမ်းမေးမှာလဲနေရဲ့ကလေးမလေးကတတိယသွားပြီးတော့ငုတ်တုတ်လေးထထိုင်နေဗျ ပြီးတော့ဟိုကြီးဒီကြီးလှုပ်တယ်။နှုတ်ဖမောင်းတာဒီလာကြွက်ဒီကလေးမကိုကြောင်းကိုခေါ်ခဲ့။ဆရာကြီးဥညာနာစီအက်လိုက်ကြ။ကျုပ်တို့ကြောင်းပြင်ရောက်တော့ဆရာကြီးဥညာနာနဲ့ဥပဇင်းနေရကျုပ်တို့ကိုစီးကျူနေရဗျ။သူတို့တွေကန်တရားတိုက်ပွဲကိုလာရအောင်မှမြင်နေရတယ်ဆိုပဲ။ဆရာကြီးရဲ့တိုက်ပွဲကိုတော့မတွေ့ရပါပဲ။ပြောဆိုကြေးဝါတန်ကိုအတိုင်းသာကြားနေရတဲ့။နောက်တနေ့ရောက်တော့ကဝေမာကြီးဆက်လုပ်ပြီးခေါ်လိုက်တဲ့ကလေးမလေးကိုသူ့ရဲ့ပြန်ဖို့ပေးကြတယ်။ ကန်တော်ကိုဝေမိုင်းမရှိရတဲ့အကြောင်းတော့ဖုန်းကြီးဦးညာနာပြောပြလေးရဲ့ကျိုးတို့စီယာတပည့်တွေကတော့ရန်ကုန်ကိုပြန်ခဲ့ကြတာပေါ့ဗျာဟုတ်ကဲ့ပါရှင်စာရေးဆရာတာတီရေးသားထားတဲ့ကန်တော်ကိုဝေမိုင်းဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီဇလန်းလေးကိုအားပေးခဲ့ကြတဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကျေးဇူးတင်ပါတယ်ရှင်